Brian Avimo တို့ Manchester United ရဲ့ဒုတိယအကြိမ်ကမ်းလှမ်းမှု Manchester United မှာ Mason Mount ဆက်ပြီးရရှိတော်မှာဒါတွေကိုဒီဗီဒီယိုမှာဆွေးနွေးတော်မှာဖြစ်ပါတယ်ခင်ဗျာဖီဗာကလပ်ဘောကမှာဘောလုံးပွဲတွေကိုလိုက်ပါစီးမျောခန်းစားဖို့ရအတွက် စိတ်ချရတဲ့ website တခုရှာနေရဆိုရင်တော့ Melbourne ရှိပါတယ်။ Melbourne ဆိုလို့ရှိရင် OneSpark လိုပဲကိုယ်တိုင်အကောင့်ဖွင့်ကိုယ်တိုင်ငွေသွင်းငွေထုတ်ပြုလုပ်နိုင်တာဖြစ်ပြီးတော့အကောင့်ဖွင့်မယ်ဆိုလို့ရှိရင်ပမကုတ်နိုင်ငံတကာကိုအသုံးပြုပြီးတော့100% bonus ကိုလည်းကြေညာနိုင်ပါပြီ။အသေးစိတ်ကိုတော့ကျွန်တော် first comment မှာချပေးထားတယ်။ Telegram channel နဲ့ Fiverr နံပါတ်တရနေပြီးဆက်သွယ်ဆောင်လည်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ အားဝမင်္ဂပါဒါရင်းနဲ့တက်မယ့် YouTube channel နေပြီးတော့အားလုံးကိုကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့24ရက်နေ့ရဲ့ Manchester United နောက်ဆုံးရသတင်းတွေကို TV ရမှာဆွေးနွေးတော့မှာဖြစ်ပါတယ်ဆိုတော့ Manchester United ရဲ့ဒီဘောနကစားနမဖြစ်တဲ့ Mason Mount နဲ့ပတ်သက်ပြီးတော့ပါဆိုတော့ Mason Mount ကကျွန်တော်တို့ဒီအခုလက်ရှိကျွန်တော်သတင်းတွေကျွန်တော်ထွက်နေရပါတော့အဲဒီ Emery က Mason Mount ကိုကျွန်တော်မလူချင်တော့ဘူး Mason Mount ကလည်းကျွန်တော်တို့ဒီတင်ရနေထွက်မလားဘာညာပေါ့နော်ဒီလိုမျိုးကျွန်တော်ပြည်သက်တွေကြားရမှာအဲဒီ လိမခါတွေကြောင့်ဖြစ်နေတယ်အဲဒီပါနော်မစ္စမောင်းကလည်းဒီလက်ရှိဒီသူအတင်းကိုရောက်တာကျွန်တော်200ဒီလောက်ကျွန်တော်ရှိနေပြီ100ဒီရက်ဒဏ်ရာရင်းနဲ့ရုံးကန်ရတယ်ဒုတိယရာသီဆိုလို့ရှိရင်လည်းကျွန်တော်ဒီတိုင်းစားတစ်ခုဒီသူဒဏ်ရာရင်းနဲ့ရုံးကန်ရပြီးတော့ဒီနောက်ပိုင်းဂျာမန်သားကျွန်တော်ပွဲထောက်ခွင့်ပါညာရတယ်အဲယူပါလီဖိုင်နယ်လို့ချင်းနေမျိုးတွေမှာဆိုလို့ရှိရင်ကန်နာချိုကိုကြော်ပြီးတော့နေရာရတာမျိုးတွေကျွန်တော်ရှိတယ်ဒီကြောင့်မေဆမောင်းနဲ့ပတ်သက်ပြီးတော့ကကျွန်တော်ပြည်သက်တွေကြားမှာမရှိမရှိကျွန်တော်ဖြစ်တယ်လို့လက်ရှိနောက်ဆုံးထွက်ခဲ့တဲ့ report တွေရ ဆိုလို့ရှိရင်လည်း room mouse ရဲ့အရာဆိုလို့ရှိရင်လည်းမေဆမောင်းကိုအဲဒီအသင်းမကကျွန်တော်ရောင်းချမယ်ဘာညာပေါ့နော်နော်ဟိုမေဆမောင်းကလည်းကျွန်တော်ဒီအမြင်နဲ့ဆိုသလို available မဖြစ်တဲ့ပြဿနာဒဏ်ရာလေးအမြင်နဲ့ရနေတဲ့ပြဿနာဒါကြီးကြောင့်အသင်းမကကျွန်တော်ရောင်းချမယ်ပြဿနာအဲဒီလိုမျိုးတွေကျွန်တော်တို့ရှိနေရပေါ့နော်ဆိုတော့မေဆမောင်းကိုရိုင်းကလည်းကျွန်တော်တို့ဒီကျွန်တော်မခွန်ကိုဝစ်စင်ပြီးကလေးကကိုရလိုက်တဲ့ဒဏ်ရာလေးဆိုတာကျွန်တော်တို့ပြည့်ကြတဲ့ဒီသူဆိုင်ရတဲ့ယာတီဆိုလို့ရှိရင်လည်းတရာတီလုံးကျွန်တော်တန်ရရတယ်အဲပြီးတော့ကျွန်တော်ဒုတိယ ရန်ဒီကျွန်တော်အခုလက်ရှိကျွန်တော်ဒီပေါ့နော်အဲဒီ Eridan Hat Trap ပြီးတော့ကျွန်တော်ဒီ Oven Emery လက်အောက်ထိဒုတိယရာဒီမှာဆိုလို့ရှိရင်လည်းသူ့အနေနဲ့ကျွန်တော်ဒီအဲကောင်းကစားခဲ့ရတဲ့ပွဲကသိငွေမဲ့ဆက်စားမရှိဘူးရဲ့တော်ဒီလိုချင်တဲ့မျိုးမှာအသေးဘက်ကကျွန်တော်တို့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဲတက်လွတ်သွားတော့မနာပေါ့ဒါပြင်ကျွန်တော်ဒီသူ့နေရာမှာကျွန်တော်ကစားမယ် Matthias Cunha လို့လည်းကျွန်တော်ရောက်လာတာဖြစ်တဲ့အတွက်ကြောင့်မျိုး Mizamon တို့ကနေရာရောရပါမလားပေါ့နော်ဆိုတော့ဒီအိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပရိသတ်တွေကြားထဲမှာဒိုလောဒိုလောဆိုတဲ့အခြေအနေမျိုးတွေကျွန်တော်ဖြစ်လာခဲ့ပါတယ် ဲ့ဒီချိန်မှာ Fabrizio Romano က Mason Mount နဲ့ပတ်သက်ပြီးတော့ update ကြောင့်လုံလာခဲ့တာဖြစ်ပါတယ်။ဆိုတော့ Mason Mount ဟာဆိုလို့ရှိရင် Manchester United ကဖတ်ဖို့အတွက်လုံးဝကြောင့် plan ရှိမနေဘူးဆိုပါတယ်။ United ဘက်ကရောင်းချဖို့ကိုလည်းလုံးဝကြောင့် plan ရှိမနေဘူးပေါ့။အဲ့ဒီဒီ Mason Mount ဟာဆိုလို့ရှိရင်သူ့အနေနဲ့အဲဒီဘယ်တော့ fit ဖြစ်အောင်နေပြီးတော့ဒီ pre-season မှာသူပါဝင်နိုင်ဖို့အတွက်သူကြိုးပမ်းနေတဲ့အကောင်းဆုံးအချိန်တွေဖြစ်ဖို့အတွက်သူကြိုးပမ်းနေတယ်ဒါပြင်ကျွန်တော်ဒီယာဒီစပြီးဆိုတာ ਨੇ ယာဒီအစကနေပြီးတော့ယာဒီအဆုံးကြီး နော်ဂီယာဒီအဆုံးကြီးရူဘင်အမ်မရီရဲ့လက်အောက်မှာအမ်မရီကိုကျွန်တော်ကူညီသွားဖို့မန်ချက်စတာယူနိုက်တက်အတွက်ကျွန်တော်ကစားပေးသွားဖို့အတွက်ပြင်ဆင်နေတယ်ဆိုပြီးတော့ပြောထားဖြစ်ပါတယ်ဆိုတော့အတင်းမကကျွန်တော်ရောင်းချဖို့မရှိသလိုဒီမီဆမောက်ဘက်ကလည်းအတင်းကနေတော့ထွက်ဖို့တော့လုံးဝကျွန်တော်ပလန်ရှိမနေဘူးပေါ့နော်ဆိုတော့အတူအနေနဲ့ကျွန်တော်ဒီအခုချိန်မှာသလို့ရှိရင်သူ fit ဖြစ်အောင်သူအနားယူနေပြီးတော့အဲဒီပေါ့နော်ဒါမှမဟုတ် pre season နေပြီးလို့ရှိရင်ကျွန်တော်ဒီ အဲလာမယ့်ယာတီအတွက်သူပြင်ဆင်နေတယ်ဆိုပြီးကျွန်တော်ပြောထားတာဖြစ်ပါတယ်ဆိုတော့ဒီကြောင့်မို့မေဆမောင်းကတော့အတင်းကနေထွက်ဖို့ပလန်လုံးဝရှိမနေပါဘူးဆိုတော့ဒီလိုကြောင့်မို့ကျွန်တော်တို့ဒီအတင်းဘက်ကကျွန်တော်ရောင်းလာမရောင်းလာဆိုတာတဲ့ဒါမှဖြစ်သူကကျွန်တော်လုံးဝမထွက်ချင်တဲ့နေသားမျိုးအဲဒါပြီးကျွန်တော်ဒီအဲဒီဘောနော်အဲဒီလိုမျိုးကျွန်တော် TR1 journalist တွေရဲ့ပေါ်ပြချက်တွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်မေဆမောင်းကအနည်းငယ်ဆိုသလိုအဲဒီဘောနော်ကျွန်တော်တို့ဒီအပြောင်းရွှေ့ အဲ့လစ်ဆဲမှာဗဲဒင်းရဲ့စိတ်ဝင်စားတယ်ဗဲဒင်းရဲ့စိတ်မဝင်စားဘူးမန်ချက်စတာယူနိုက်တက်ကရောင်းမယ်မရောင်းဘူးဒါမျိုးတွေကျွန်တော် report တွေလုံးဝကျွန်တော်တွေ့မနေရဘူးဆိုတော့ဒီအချက်ကမင်းစမောက်ကျွန်တော်အသိန်းကနေထွက်မယ်လို့ကျွန်တော်ကမထင်ဘူးဒါပြီးကျွန်တော်အသိန်းဘက်ကကျွန်တော်ရောင်းချဖို့လုံးတဲ့ကစားသမားတွေမှာဆိုလို့ရှိရင်ဒီဒီမင်းစမောက်ရဲ့နေရာဆိုလို့ရှိရင်ဒါကျွန်တော်ကိုညာကစားနိုင်တဲ့နေရာမျိုးပေါ့နော်အဲ့ဒီနေရာမှာကျွန်တော်တို့ဒီဘယ်လိုပြောရမလဲရှိမှာဆိုလို့ရှိရင်ဘယ်လိုကစားလဲဆိုတော့ ခန္ဓာချိုးလို့ပါအောင်ကျွန်တော်ကစားတယ်။နော်ခန္ဓာချိုးပါအောင်ကစားရဆိုတော့ခန္ဓာချိုးကအခုလက်ရှိအသင်းကရောင်းချဖို့လုပ်နေတယ်ဆိုတဲ့ဟာကကျွန်တော်တို့ဒီဘောနော်ဒီ Roman တို့ကျွန်တော်တင်ထားပြီးသားဆိုတော့ဒီလက်ကြောင်းမလို့ဒီဆံမောကျွန်တော်တို့ထွက်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်ကုညာတယောက်ပဲကျွန်တော်ရှိရမှာ ကုညာနေရာမှာကျွန်တော်တို့လူစားဝင်ကစားပေးတာမျိုးနော်တချို့ပွဲတွေမှာကုညာဆိုတာထက်ကျွန်တော်ကုညာကိုအနာပေးပြီးတော့ ပွဲထွက်ကစားစီတာမျိုးဆိုလို့ရှိရင်မီဆမောင်းကိုကျွန်တော်တို့အသုံးပြုလို့ကျွန်တော်ရတယ်ဆိုတော့ဒီကြားကြောင်းမလို့မီဆမောင်းကအသင်းမှာကျွန်တော်ဒီ squad player အဖြစ်ထပ်ပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့ကျွန်တော်ရှိနိုင်သေးရဲ့လို့ကျွန်တော်ကတော့မြင်ပါတယ်ဆိုတော့ဒီကြားကြောင်းမို့မီဆမောင်းအသင်းမှာဆက်ပြီးတော့ကျွန်တော်ရှိသွားနိုင်တယ်လို့ကျွန်တော်ကတော့ထင်တယ်ကာလာချိုကတော့ကျွန်တော်တို့အသင်းကရောင်းထုတ်ပါလိမ့်မယ်ဆိုတော့ okay ကျွန်တော်အားလုံးဆက်မနေကြတဲ့အန်ဘူမိုနဲ့ပတ်သက်တဲ့တည်င်းပါเนาะဆိုတော့ အမှုမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စောင့်ရတာတော်တော်ကြာသွားပြီကျွန်တော်တို့ဒီ mini transfer ကျွန်တော်10ရက်အာဒီ10ရက်တာကာလအတွင်းမှာ i will နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တရင်ထွက်တယ် okay ကစားသမားနဲ့ agreement ရတယ်ပြီးတော့ကျွန်တော်တို့ agreement ရပြီးတော့နောက်ရက်ကျွန်တော်ချက်ချင်းဆိုသလိုအာဒီဘာလို့ united ဘက်ကနေပြီးတော့အမှုမှုအတွက်အာဒီကန်လန်းနေပေါ့နော်ကန်လန်းနေကျွန်တော်တို့ဒီအဲ55ဒပ်လက်ဆယ်လမ်းလာနော်အဲ့လိုမျိုးကျွန်တော်ကန်လန်းနဲ့တူတဲ့ကျော်တူတဲ့ package 55ဒပ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်ကန်လန်းနဲ့ချက်ချင်းပယ်ချခံရတယ်အဲ့ဒါပြီးတော့ အဲဒီဘာနော်ကျွန်တော်တို့ဒီ United ကကျွန်တော်တို့ဒီကစားသမားရဲ့အပြောင်းအရွှေ့အတွက် Brentford ကိုကျွန်တော်တို့ဆွေးနွေးနေလိုက်တာဟာဆိုလို့ရှိရင်အခုဒီနေ့ဒီချိန်ထိပဲကျွန်တော်ဖြစ်တယ်။ဂိုင်းမှာမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီ7နှစ်ရဲ့7ရက်အနောက်လောက်ဒီကျွန်တော်ဖြစ်သွားပြီ။တော်တော်ကြာတဲ့အပြောင်းအရွှေ့ပါ။ဆိုတော့အမ်မွန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဲဒီဘာနော်ဂိုင်းမှာကျွန်တော်စိတ်ပူခဲ့ရတဲ့စနစ်မျိုးရှိရပါလို့ဆိုတော့စပါးကိုကျွန်တော် Thomas Frank ကျွန်တော်ရောက်သွားအပြီးမှဆိုလို့ရှိရင်ဒီဘာနော်ကျွန်တော်တို့ဒီစပါးဘက်ကလည်းအမ်မွန်ကိုကျွန်တော်တို့ခေါ်မယ်ဘာညာပေါ့။ဆိုတော့ ကျွန်တော်မှာစိတ်ပူစရာအရင်များရယ်ပဲဘာလို့ဆိုတော့တိကျတယ်ကိုကိုကြီးမှာဘာမှမရှိဘူးအဲစပါးဆိုလို့ရှိရင်ကျွန်တော်တို့ကိုကျွန်တော်တို့ကိုနိုင်ပြီးတော့ယူဘာလိဒလိုနာရပြီးတော့အဲဒီချန်ပီယံလိဝင်ဝင်ရထားတယ်ပြီးတော့ကျွန်တော်တို့အဲဒီဘရန်ဖို့ရဲ့နီးပြဖြစ်တဲ့သောမန့်စထရိုက်မှာကသူတို့ရထားတယ်တော်ဒီတော့ကြောင့်မလို့အန်ဘူမပါသောမလားပါသောမလားဆိုပြီးကျွန်တော်စိတ်ပူခဲ့ကြတယ်ဒါပေမဲ့ဂျားရဲမှာကျွန်တော်တို့ report တချို့ကျွန်တော်တွေ့ခဲ့ရတာဘာလဲဆိုလို့ရှိရင်အန်ဘူမဒီမန်ချက်စတာယူနိုက်တက်ကိုပဲဦးစားပေးထားတာဖြစ်တယ်ဆိုတော့အဲသူအနေနဲ့ကျွန်တော်စပါးတွေပါတယ်သူမတော်ချင်းဘူး ယူနိုက်တက်ကိုပဲသူတွားကြတယ်ယူနိုက်တက်ကိုအစိုးရတဲ့သူလာကြတယ်ဆိုပြီးတော့သူပြောထားမိသားဆုံးဖြတ်ထားမိသားခြင်းတွေဖြစ်တယ်သူလက်ရှိ report အရဆိုလို့ရှိရင်လည်းဒီပေါ့နော်ကျွန်တော်တို့ဒီအဘူမိုအတွက်ဒုတိယအကြံကမ်းလှမ်းမှုခြင်းတွေပဲကျွန်တော်ဖြစ်ပါတယ်ဆိုတော့အခုလက်ရှိကျွန်တော် Fabrizio Romano ရဲ့ report မှာဆိုလို့ရှိရင် Manchester United အနေနဲ့ Brian Ambumo အတွက် မန်အမှုမှုအတွက်ဒုတိယအကြိမ်ကန်လန်းမှုဘရန်ဖို့ထံကို ပြုလုပ်ခဲ့ပြီးကြောင်းဖြစ်ပါတယ်ဆိုတော့ဒီကန်လန်းမှုဟာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာနော်အဲဒီပေါင်တန်း60ထက်ပိုတဲ့ပမာဏတစ်ခုနဲ့ကန်လန်းခဲ့တာဖြစ်တယ်လက်ရှိနေသားမှာဆိုလို့ရှိရင်လည်းဘရန်ဖို့နဲ့ဆက်လက်ဆွေးနွေးမှုတွေကြောင်းရှိနေတုံးပဲပေါ့နော်ဆိုတော့အမ်ဘူမိုကတော့မန်ချက်စတာယူနိုက်တက်ကိုပဲလုံးဝဦးစားပေးပြောင်းကျင်နေတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဆိုပြီးတော့ ဘယ်မှာလောကကျွန်တော်ပြောထားပါတယ်ဆိုတော့နားမင်ကျွန်တော်ဒီ portfolio planner match တို့ပါလို့ ਆ ဆိုလို့ရှိရင်လေအဲလက်ရှိ MMO ရဲ့ကျွန်တော်ဒီ deal ဟာဆိုလို့ရှိရင် still ကျွန်တော်တို့ဒီပေါ့နော်အဲလက်ရှိအနေထားမှာဆိုလို့ရှိရင် United ဘက်ကနောက်ဆုတ်သွားတာမျိုးရှိမနေသလို အဲလက်ရှိနေမှာဆိုလို့ရှိရင် Manchester United ကရှေ့တိုးပြီးတော့ကျွန်တော်လှုပ်ဆောင်နေရဖြစ်တယ်။အရှိချင်းနေမှာဆိုလို့ရှိရင်ဒီဘောနော်ပေါင်တန်း60နဲ့ MMO ရဲ့ကမ်းလမ်းမှုကိုထပ်ပြီးတော့တိုးမြင့်ကမ်းလမ်းထားတယ်ဆိုပြီးကျွန်တော်ပြောထားပြပါတယ်။ဆိုတော့အခုလက်ရှိကျွန်တော်ဒီဒုတိယအကြိမ်ကမ်းလမ်းမှု official ကျွန်တော်လုပ်လိုက်ပါပြီ။ကြားထဲမှာကျွန်တော်တင်းနေထွက်လာတယ်ဒီ United ကကျွန်တော်ဘလောက်နဲ့ကမ်းဘလောက်ကမ်းလမ်းမယ်ပေါင်တန်း60ပေါ့နော်ပေါင်တန်း60နဲ့ကမ်းလမ်းနဲ့ပါညာဆိုပြီးကျွန်တော်တင်းနေထွက်လာတယ် ပြီးရှင်ကျော် Brandfull ဘက်ကပေါင်တန်း80တိလိုချင်တယ်ဆိုတဲ့ပုံစံမျိုးတွေလည်းသတင်းတွေထွက်လာတယ်။အခုလက်ရှိသတင်းကပေါင်တန်း60ထက်ပိုတဲ့ပမာဏလို့ကျွန်တော်ပြောထားတာ။အတိအကျဘလောက်ဘလောက်နဲ့ကမ်းလန်းနေဆိုတာမျိုးဟိုတစ်ခေါက်ကလို့ကျွန်တော်ထွက်လာမှာမဟုတ်ဘူး။ဆိုတော့ဒီတစ်ချောင်းမှကျွန်တော်ဒီနှုတ်အားဖြင့်ကမ်းလန်းလာလား။ဒါဒီပေါ့နော်ကျွန်တော်ဒီဆာရဆာတဲ့ဘာညာနဲ့ကျွန်တော်ကမ်းလန်းလာတာပေါ့နော်။အိုဒီတစ်ခေါက်ကျွန်တော်ကမ်းလန်းမှုကတော့ကျွန်တော်ဒန်တီဖြစ်ဖို့ကျွန်တော်ညှော်လင့်နေဖြစ်မှလည်းကျွန်တော်ရမယ်ဘာဖြစ်လို့ဆိုတော့ ဂျားမှာကျွန်တော်တို့ဒီကစားသမားရဲ့အပြောင်းအရွှေ့နဲ့တော်တော်ကိုကျွန်တော်ကြာသွားပြီအသင်းကကျွန်တော်တို့ဒီအပြောင်းအရွှေ့လုပ်တဲ့ပုံစံကိုကျွန်တော်ကြည့်ရတာ1 by 1 1 by 1တွောင်းနေတဲ့ပုံစံမျိုးကိုကြားတယ်ပေါ့နော်အဲ့တော့အဓိကကျွန်တော်တို့ဒီကစားသမားဖြစ်သူရဲ့အပြောင်းအရွှေ့ကိုအဲဒီပေါ်တေချာလေးသူအာဒီ CU လောက်ခြင်းတဲ့ပုံစံမျိုးမှာလည်းရှိရလို့ကျွန်တော်ကယူဆတယ်တကူချင်းစီတွောင်းနေဒါပေမဲ့တကူချင်းစီကိုရင်းမှာအလောက်ချိန်ရှိပါမလားပေါ့နော်ဘာလို့လဲဆိုတော့လက်ရှိကျွန်တော်တို့ဒီပေါ့နော်ဟို Amarin Grand လေးတေချာပေါက်ပြန်ကျွန်တော်တို့ဒီ ဟိုဒီ pre-season နေကျွန်တော်မစခင်နော်ဒီဘာလဲအနည်းဆုံးတော့ကျွန်တော်တိုက်ဆက်၃ယောက်ကိုအသင်းကိုကျွန်တော်ရောက်စေခြင်းပါပဲဆိုတော့ဒီလိုထားမယ့်မှာကျွန်တော်တို့ကဒီကုညာတယောက်ကျော်ခေါ်ပြီးတော့ဒီလိုရှိ MM မှာတွေကိုကျွန်တော်တို့ဘလောက်ကြာသွားပြီလဲနော်ဒီလာတဝက်ရဲ့အချိန်လောက်ကျွန်တော်ကြာသွားပြီဆိုတော့ဒါကတော်တော်ကိုအချိန်နေစိုးပါတယ်ပေါ့နော်တော်တော်ချင်းနေစိုးတယ်ဒီလိုရှိကျွန်တော် MM ရဲ့အဲဒီအပြောင်းရွှေ့တွက်ဒုတိယကြိမ်တော့ကံလန်းမှု တုတ်ဖို့အတွက်ဒိုအန်နေခဲ့တာတော့ကြာပြီဒါပေမဲ့အခုလက်ရှိတော့ official တုတ်ဆောင်လိုက်ပြီဖြစ်တယ်ဆိုတော့အချင်းဒီဘလိုဆက်ပြစ်လာမယ်ကျွန်တော်ဆက်ပြစ်စောင့်ကြည့်ရမယ်အဲဒီကယ်လမှုကတော့ဘရဟုဘကလက်ခံလိမ့်မယ်တို့အဲကျွန်တော်ကတော့ထင်တယ်ဆိုတော့ brand flow လိုချင်တဲ့ပေါင်တန်း80ဆိုတဲ့ပမာဏကလုံးဝမဖြစ်တဲ့အနေထားမျိုးပေါင်တန်း60တဲ့ပိုတဲ့ပမာဏဆိုတော့ကျွန်တော်တို့ဒီ Matthias Kunya ရဲ့အပြောင်းရွှေ့မှာပြီးခဲ့ရတဲ့အဲဒီပေါင်တန်းပြောင်းရွှေ့ကြီးလောက်ပဲဖြစ်နိုင်မယ်လို့ကျွန်တော်ကတော့ယူဆပါတယ်။တော့ပေါင် 62.9တန်းတော့အဲဒီလိုမျိုးကျွန်တော်ဖြစ်နေတာပေါ့နော်ဆိုတော့ဟိုတကယ်ကျွန်တော်တို့ဒီကလန်းမှုအသေးစိတ်ကဘယ်လိုပုံစံဖြစ်မလဲဆိုတော့ကျွန်တော်မသိရသေးဘူး initial fees ဘယ်လောက်လဲ annual ဘယ်လောက်လဲဒါတွေကကျွန်တော်လုံးဝမသိရသေးပါဘူးပေါင်တန်း60တက်ပိုတဲ့ပမာဏနဲ့ကန်လန်းခဲ့ခြင်းသာဖြစ်ပါတယ်ကျော် MMO အသင်းကိုရောက်လာတော့မလားမကြငင်ဟင်းဝီကိုတော့မလားဆိုတာတော့ကျွန်တော်တို့ဆက်လက်ပြီးတော့စောင့်ကြည့်ရမယ့်အခြေအနေမျိုးဖြစ်ပါတယ်ဆိုတော့ဒါကတော့ဒီနေ့ရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့အခြေအနေဖြစ်ပါတယ်ဆိုတော့ဘာသာလို့ရောဘယ်လိုမြင်ကြလဲ ဒီနေ့ရပါတော့လူတို့အကျိုးအများကြီးရှိလိမ့်မယ်လို့ထင်ပါတယ်ဆိုတော့ issue RPG ရကြတဲ့ဒီ creature ချင်းနေတိုင်းကိုကျေးဇူးများတင်ပါခင်ဗျာကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှတွေ့ပါမယ်အားလုံးကျေးဇူးပါခင်ဗျာ